LBU International College ရဲ့ Founder Scholarship ရှောင်းလာနဲ့ပတ်သက်ပြီးအမေးများတဲ့မိန့်ခွန်းတွေကိုဖြေပေးပါမယ်။အမေးများဆုံးမိန့်ခွန်းတွေက Founder Scholarship မှာဘယ် program တွေကိုလျှောက်ထားနိုင်မလဲ။ LBU International College မှာဖွင့်ရထားတဲ့ BA ဟောတဲ့ Business Management Program, Master Program, MBA, MBA, GD Program တို့ကိုလျှောက်ထားနိုင်ပါတယ်။ Founder Scholarship ကိုဘယ်သူတွေလျှောက်ထားနိုင်မလဲ။ GD program အတွက်အချိန်တိုအတွင်းနိုင်ငံတကာအသိမဲ့ပြုအထက်တန်းလက်မှတ်ရယူသူများ၆ထားနိုင်ပါတယ်။ဒီဟောတဲ့ business management program အတွက်ခိုင်ပါတယ်နိုင်ငံတကာတက္ကသိုလ်ပညာရေးရှောင်းလန်းလို့သူများ၆ထားနိုင်ပါတယ်။ Master program များအတွက်တက္ကသိုလ်မှာဘယ်တစ်ခုခုရရှိပြီးသူဘယ်ရရှိနိုင်ခြင်းမရှိပါကမန်နေဂျာတို့မဟုတ်အုံနာအနေဖြင့်လုပ်ငန်းအတွေ့အကြုံအနည်းဆုံး၅နှစ်ရှိသူတွေရှောင်းထားနိုင်ပါတယ်။ ဖောင်ဒါစကောလာရှစ်ရဲ့ GD program ကိုလျှောက်ထားဖို့ဘာတွေလိုအပ်တယ်လဲဘယ်လိုလျှောက်ထားနိုင်မလဲပထမချက်အနေနဲ့တက်ဆိုင်ရာလေးမှာဖောင်ပြပေးရပါမယ်မိမိရဲ့ education document များနဲ့အတူ why do you deserve GD scholarship ကောင်းစဉ်ဖြင့် essay တစ်ပုဒ်ကို20ရင်းနဲ့နောက်ဆုံးထားပြီး scholarship@lbu.edu.mn ကိုနေပေးပို့ပေးရပါမယ်။ Master Program များနဲ့ BA Honors Program အတွက် ဓမ္မဆောင်ချက်အနေနဲ့သက်ဆိုင်ရာလေးမှာပေါင်ဖြစ်ပေးရပါမယ်။ကိုရေးချက်လည်းဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ email လိပ်စာပါဝင်တဲ့ CV ကစား။ဝေကြီးခက်ခဲချီရောက်ပြသနိုင်တဲ့လစာစာရွက်တို့မဟုတ်အချမ်းငွေကြီးဆိုင်ရာမတဲများ။ Scholarship မှာသိရပညာရေးအနာဂတ်နဲ့အလို့အကန့်ဖြစ်မယ်၊ရည်မှန်းချက်များအတွက်ဘယ်လိုအကျိုးရှိမယ်ဆိုတာကို data ပေါ်ပြထားတဲ့စာတစ်စောင်၊ပညာရေးဆိုင်ရာပြီးမြောက်ထားတဲ့ EMBU လက်မှတ်များ မိမိရဲ့လုံဆောင်ချက်များထူးထူးမှုများကို စုချင်းမြင့်ခံရထားတဲ့ပတ်တန်းများတီမတ်ပြူထားတဲ့လက်မှတ်များစာရေးအချက်အလက်များကိုကျွန်20ရက်နေ့နောက်ဆုံးထားပြီး scholarship@lmu.edu.mm ကိုမေးပေးဖို့ပြရပါမယ်။ Master Program အတွက်အလို့ရှင်ဆရာဆရာမများနဲ့ Professional များမှထောက်ခံချက်များကိုထည့်သွင်းရေးသားပေးရပါမယ်။ ကော်လာရှစ်ကိုဘယ်လိုရရှိပေးမှာလဲ။ Scholarship ရောက်တာသူများထဲမှာစနစ်တကျစီစစ်ပြီး LBU ရဲ့ CEO ဒင်းနဲ့ HOD တို့မှ Scholarship အနပြုများပြုလုပ်သွားမှာဖြစ်ပြီးအရေးရှိခံရတဲ့ Scholarship ဝင်တာများအားသူဦးချင်းစီပြန်လည်ဆက်သွယ်ပေးထားမှာဖြစ်ပါတယ်။ Scholarship ကိုဘလောက်ထိပြည့်ရသွားမှာလဲ။ scholarship ကို 25%, 50%, 75%, 100%အထိပေးရတော့မှာဖြစ်ပါတယ်။ scholarship ကိုဘယ်လောက်တကြပေးရမှာလဲ။ဒီခုပေးရတဲ့ scholarship program တွေကအတင်တရားတင်ဒီမှာစရပြီး program ပြီးဆုံးသည့်အထိပေးရတော့မှာဖြစ်ပါတယ်။ PDF တွေရနေရှောက်ထားနိုင်မလဲ။ online တက်ရောက်ဖို့ရောအဆင်ပြေလား။ program များအားလုံးအတွက်တန်းတရောက်ရမှာ hybrid class run ဖြစ်တဲ့အတွက် online class run ချိန်နဲ့တရားရွေးချက်တရောက်နိုင်ပြီး မြန်မာနိုင်ငံရဲ့မိတိဒေတာမှမဆိုရှောက်ထားနိုင်တဲ့အပြင်ပြည်ပမှလည်းတည်ရောက်နိုင်ပါတယ်။ Scholarship student တွေအနေနဲ့ဘယ်လိုခွင့်အရေးတွေရရှိမှာလဲ။ GED နဲ့ BE ဟောတဲ့ကျောင်းသားကျောင်းသူများအတွက်အင်္ဂလိပ်စာပုံမကောင်းဝန်စီရန် Pre-intermediate နဲ့ Intermediate level နဲ့တက်အောင်အခမဲ့တရားခွင့်ရရှိမှာဖြစ်ပါတယ်။ Microsoft application 26ကို license version ဖြင့်ကိုပိုင် email ကိုပိုင် account များဖြင့်သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။ ဖိုင်များဗီဒီယိုများချက်လက်များအလုံးတော့သိရှိနိုင်ရန် Cloud Store တရားပြည့်ထည်လည်းရရှိမှာဖြစ်ပါတယ်။ဒီဒီကြောင့်သားကြောင့်လို့များတဲ့ပညာသင်ယူမှုထူးရှုံရင် BA Honor Business Management Program အား Scholarship ထမ်းမှရှောက်ထားနိုင်ပြီး BA Honor ကျောင်းသားကျောင်းသူများအနေဖြင့်ပညာသင်ယူမှုထူးရှုံရင် Master of Business Administration MBA အဝတ်ပိုင်း LPU အား Scholarship ထမ်းမှရှောက်ထားနိုင်ပါတယ်။ ောက်စာပြင်ပြပဖို့ထူတာတွေနဲ့အခွင့်အရေးတွေရရှိနိုင်စေနိုင်ပြီးတုံငန်းပင်လွှတ်လာရေးဆမ်မနာများဝက်ရှော့များအပြင် internship program များလည်းစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ Founder Scholarship ကိုပဲနေ့နောက်ဆုံးထပ်ပြီးရှင်းထားနိုင်မလဲ။ Program များအားလုံးတွေ2025ခုနှစ်ဇွန်လ20ရက်နေ့နောက်ဆုံးထပ်ပြီးရှင်းထားနိုင်ပါတယ်။ Scholarship ရှင်းထားလို့တွင်အနေဖြင့်အသေးစိတ်မြင်မြင်ဆွေးနွေးလိုပါက3996 3940တင်တာ ၃ညကို၇၆က၃ညလီလုံး၁၆တို့ကို ရုံးချိန်အတွင်းမနက်၉နာရီကနေညနေ၅နာရီထိခါမယ်ဆွေးနွေးနိုင်ပြနိုင်ပါတယ်။ဒီကိုယ်တိုင်လာရောက်စုံစမ်းခြင်းနဲ့ဆိုရင်60 68ကြာ53လမ်းမှာရှိတဲ့ Olympic International College ရဲ့ Cambridge မှာလာရောက်ပြီးတော့အသေးစိတ်မြန်မြန်ဆွေးနွေးနိုင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။